င်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့တက္ကသိုလ်မြို့နယ်တွင်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်မှုစစ်တပ်မှ၄ဦးသေဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ဒီပြီးတော့တက္ကသိုလ်မြို့နယ်တွင်အကြံဖက်စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်မှ၄ဦးသေဆုံးခဲ့ကြောင်းမြို့တိမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောဆိုပါတယ်စတင်ဘလ15ရက်နေ့မိုးလွဲ3:30မိနစ်ခန့်တွင်တက္ကသိုလ်မြို့နယ်ရတနာမြေကျေးရွာအနီးနေပြည်တော်ရှင်းလင်းရေးထွက်ခွာလာသော စစ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကမိုင်းခွင်းအရောက်တွင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်အကြံဖက်စစ်သားတအူပွဲချင်းပြီးတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသောစစ်သားများကိုလူနာတင်ကားဖြင့်လာရောက်တည်ဆောင်စဉ်စစ်သားတအူထပ်မံတည်ဆုံးခဲ့ကြောင်းထို့ပြင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားလေးဦးလည်းရှိကြောင်းသိရပါသည်။ရှင်းမိုင်းဆွဲတိုက်ခိုက်မှုကိုမကွေတိုင်းဒေသကြီးမကွေခရိုင်မြို့တစ်မြို့နယ်ဖြီသူကောက်ွက်ရေးအဖွဲ့မြို့တစ်ပကဖကလှုံ့ဆော်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါသည်။ ဆက်လက်ပြီးမိထီလာမျိုးတွင်ခင်းလဲ့နေသည့်ရဲကားကိုလက်ပစ်ပုံးဖြစ်သွင်းတိုက်ခိုက်မှုရဲနှအူးသေးဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်မန္တလေးတိုင်းမိထီလာမြို့တွင်ကင်းလဲ့နေသည့်ရဲကားကိုလက်ပြပုံဖြစ်သွင်းတိုက်ခိုက်ရာရဲနှအူးသေးဆုံးခဲ့ကြောင်းစစ်တမ်း UG အဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ်။ယနေ့အောက်တိုဘာလ12ရက်နေ့နနက်7:00နာရီခန့်တွင်မိထီလာမြို့အနောက်ဘက်မှကင်းလဲ့ပြီးပြန်လာသောရဲကားသည်မြို့တွင်းသို့ပြန်လည်ဝင်ရောက်လာချိန်ပညာရေးတက္ကသိုလ်အနီးတွင်လက်ပြပုံဖြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ ရှင်းတိုက်ခိုက်မှုအတွင်ရဲနှစ်ဦးပွဲချင်းပြီးတေဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြကြောင်းထိုထိခိုက်ဒဏ်ရာရရှိခဲ့သောရဲများကိုမိထီလာစေယုံတို့ပို့ဆောင်ကအရေးပေါ်ကုသနေကြောင်းသိရပါတယ်။ရဲခွေကကမိထီလာမျိုးအနောက်ဘက်မှကင်းပတ်ပြန်လာပြီးမျိုးတွင်ပြန်ဝင်လာချိန်မှာကျွန်တော်တို့စေတန်ယူကြီးအဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးဒီနေ့နဲ့နဲ့၁၇ရက်လောက်မှပညာရေးတက္ကသိုလ်အနေအထားလက်ပြပုံဖြစ်သွင်းတိုက်ခိုက်ခဲ့တာပါ။ရဲခွေနှကောင်ကတော့ဖွဲချင်းပြီးတေဆုံနေ ကြံရဲခွေးတွေကလည်းထိခိုက်ဒဏ်ရာရပြီးဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရတယ်ဟုစီတန်ယူဂျီအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုစီတန်ယူဂျီအဖွဲ့ကပြုလုပ်ခဲ့ခြင်းဖြစ်ပြီးထော်လန်ရေးရဲဘော်များထိခိုက်ရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးဒဝဲမြို့ဝင်းကြီးအိမ်ယာခလာရတရလေးတရင်နှင့်ရေပြူမြို့မှရဲစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒဝယ်မြို့ဝင်းကြီးအိမ်ယာခလာရတရလီတရရင်ရေဘူးမြို့မှာရေစခန်းတို့ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒူရကစစ်ကြောင်းကပြောဆိုပါတယ်။အော်တိုဘာလ9ရက်နေ့ မိုးလဲ၁၂နာရီခန့်တွင်ရေပြူမြို့နယ်မြို့မရဲစခန်းတွင်တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရှင်းတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။အလားတူရင်းနှီးညက်နေ၄နာရီကျော်ခန့်တွင်ဒဝယ်မြို့ဝင်ကြီးအင်အားအတွင်တက်ဆွဲနေထိုင်သောအကြံဖက်စစ်သားများကိုလည်းဒရုန်းဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ပြီးအကြံဖက်စစ်တပ်ဘက်မှထိခိုက်မှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ထို့ပြင်အော်တိုဘားလာ၈ရက်နေ့ည9နာရီခန့်တွင်လည်းလောင်လုံးမြို့နယ်ခလာရ၁၄တရင်ကိုလည်း ဒေါ်လာရေးတပ်ဖွဲ့များကခြုံဖြင့်ထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLAE ဒူရကစစ်ကြောင်း drone တင်နဲ့ DEF drone တင်တို့ကဖူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ပြည်သူများအနေဖြင့်လေတနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးညာအောင်အရှိန်အဟုန်တိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြရန်တိုက်တွန်းထားပြီးအေယာဝတီတိုင်းအတွင်အကြံဖက်စစ်တပ်ကအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုများရှိနိုင်သောကြောင့် ပြည်သူများအနေဖြင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့်သတင်းချက်လက်များလိုက်နာကြင်ကြံကြပါရန်နှင့်တော်လှန်ရေးနှင့်စစ်ရေးအရှိန်မြင့်လာသည့်နှင့်အများပြည်သူ့ဘက်အမတ်တရားဘက်ရပ်တည်လိုသောစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်တွင်ခုလုံ၍အမြန်ဆုံးပူးပေါင်းပေးကြပါရန်ဒုရကစစ်ကြောင်းကတိုက်တွန်းဖိတ်ခေါ်ထားပါသည်ဆလပီအေယာဝတီတိုင်းမြို့နယ်၅ခုတွင် AA PDF ပူးပေါင်းတပ်များနှင့်စစ်တပ်အကြမ်းတိုက်ပွဲများပြင်းထန်သည့်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြား၍ဇေယုံကလေးများမလောက်တော့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည် အရာဝတီတိုင်းမြို့နယ်၅ခုတွင် AA PDF ပူးပေါင်းတပ်များနှင့်စစ်တပ်အကြမ်းတိုက်ပွဲများပြင်းထန်နေပြီးစစ်တပ်ဘက်မှတိုက်စုံထိခိုက်မှုများကြာ၍ဈေးရုံကတိများမလောက်တော့ခြင်းနှင့်စီဝါများပြက်လက်ခြင်းများဖြစ်နေကြောင်းတပ်တွင်းသတင်းရင်းမြစ်ကပြောဆိုပါသည်။အရာဝတီတိုင်းအတွင်းရှိမြို့နယ်၅ခုတွင်ဖြစ်ပွားနေသောတိုက်ပွဲများ၌ဒဏ်ရာရအကြမ်းဖက်စစ်သားအလုံးကိုအမလီတပ်မတော်စစ်တပ်ရင်မဆာရလေးနှင့် ဈေးရုံများတွင်ကုသနေရာကတင်းမလုံလောက်ခြင်းနှင့်စီးပွားမလုံလောက်ခြင်းများဖြစ်ပေါ်နေကြောင်းအေယာဝတီတိုင်းလေးမျက်နှာမျိုးနှင့်အင်ကပူမျိုးနှင့်တာပေါင်းမျိုးနှင့်ပသိမ်မျိုးနှင့်ရေကြီးမျိုးနှင့်များတွင် AA PDF မဟာမိတ်တပ်ဖွဲ့များနှင့်အကြံဖက်စစ်တပ်တို့အကြားတိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရပါသည်ထိုတိုက်ပွဲများအတွင်ထိခိုက်ဒဏ်ရာရရှိသောစစ်သားအလုံးကိုဗတိန်မျိုးအနောက်တောင်တိုင်းစစ်ဌာနချုပ်အခြေဆိုင်စစ်မြေပြင်စစ်တပ်ရင်မာဆာယလေးကိုသာဖို့ဆောင်နေသောကြောင့်နေစဉ်ဒဏ်ရာရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိလာနေကြောင်းသိရပါသည် အော်တိုဘာလ10ရက်နေ့မဆရာလီတွင်ရှီတမ်းမခန္ဓာကိုလက်မောင်းနှင့်ခြေထောက်တို့တွင်ကြည်တိမှန်ကရောက်ရှိလာသောဒဏ်ရာရစစ်သားများအစုလိုက်အပြုံလိုက်ရောက်ရှိ၍စေးတရင်တွင်ကရင်လုံးလောက်ချင်းမရှိတော့သောကြောင့်စေးရုံနှင့်စေးတရင်ရှိရှိခစားခွင်နှင့်နားနေဆောင်တို့တွင်ကြော်ဖို့အင်ညာကောင်းအောင်စီကဒဏ်ရာရစစ်သားများကိုစေကူတမှုများပေးနေရကြောင်းသိရပါသည် အလားတူအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တို့တွင်လည်းမဆာရလီစစ်စေးယုံရှင်ခွဲယုံ၌ရှေးတန်းပြန်စစ်သားအလောင်းများကိုအစုလိုက်အပြုံလိုက်အမိန့်စာပြန်နေပြီးရွှေမြင့်တင်တကြိုဆက်တွင်မိတကြိုနေပြီးစစ်တုံးဖြစ်စည်းများကိုလည်းအစုလိုက်အပြုံလိုက်စွန့်ပစ်ထားကြောင်းသိရှိရပါသည်။လက်ရှိချိန်တွင်မဆာရလီ၌ဇေဝါလုံလောက်မှုမရှိတော့သောကြောင်းဒဏ်ရာရစစ်သားအလောင်းကိုစေကူတာမှုပေးနိုင်ခြင်းမရှိတော့ကြောင်းသိရပါသည်။ဧရာဝတီတိုင်းထဲမှာစစ်တပ်ကစစ်ကြောင်းထိုးရင်အင်အားအလုံးရင်းနဲ့ထိုးတာပဲ။ ဒါပေမဲ့စစ်မှုထမ်းတပ်သားအစ်တွေအများဆုံးပါဝင်တော့တိုက်ပွဲတိုင်းလူလူကိုအထိနာနေတာမဆာယလီမှာတော့နေတိုင်းကိုတန်ရာရတဲ့စစ်သားတွေကအလုံးရင်းနဲ့ကိုရောက်နေတာဒေသုံသူတွေကိုလည်းရွှေမြင့်တေတကြိုဆက်မှာတိတ်တဆိတ်ကိုတကြိုနေတာဟုတက်တွင်တရင်ရင်မြက်ကပြောဆိုပါတယ် AAE ထုတ်ပြန်ချက်တွင်ရခိုင်ပြည်နယ်နှင့်အဆက်အေယာဝတီတိုင်းတွင်လည်းတိုက်ပွဲများပြင်းထန်နေကြောင်းသိရပါတယ် ဆက်လက်ပြီးစာလင်ကြီးမျိုးမှရဲစခန်နှစ်ရက်ဆက်တိုက်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းစာလင်ကြီးမျိုးပေါ်ရှိမျိုးမှရဲစခန်ကိုနှစ်ရက်ဆက်တိုက်လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်မှုရှိနိုင်ကြောင်း ဖွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ10ရက်နေ့နဲ့အော်တိုဘာလ17ရက်နေ့တွင်စာလင်ကြီးမြို့ပေါ်ရှိမြို့မရဲစခန်းကို၂ရက်ဆက်တိုက်60မမလက်နက်ကြီး43လုံးဖြင့်ဒေါ်လန်ရေးပူပေါင်းတပ်ဖွဲ့များပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိပေဒေါ်လန်ရေးရဲဘော်များအနေဖြင့်အထူးကိမရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီမှာစစ်ခွေးအင်အားကတော့150ဝန်းကျင်လောက်ရှိတယ်။အော်တိုဘာလ10ရက်နေ့နဲ့အော်တိုဘာလ17ရက်နေ့ကတိုက်ခိုက်ခဲ့တာပေါ့။နှစ်ရပေါင်း43လုံးနဲ့ပြစ်ခတ်ခဲ့တာပေါ့။ထိစုံမှုထိတော့မဖြစ်လောက်ဘူး။ထိခိုက်မှုတော့ဖြစ်နိုင်တယ်။အတီးကတော့ဟိုတယ်လောကဒီကောင်တွေမျိုးရဲကင်းပတ်တာပြည်သူနှုတ်ဦးသိဆုံးခဲ့တာပေါ့။နောက်ထပ်ဒီကောင်တွေမျိုးရဲမထွက်ရဲအောင်6လံပြီးတဲ့သဘောပေါ့။ စစ်ခွေးတွေဘက်ကတော့60မမလက်နက်ကြီးနဲ့ရောလက်နက်ငယ်တွေနဲ့ပါပြန်ပစ်ပါတယ်စစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးတာမျိုးရှိသေးလားဆိုတော့အခုထိတော့ဘာမှမကြားရသေးဘူးကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဘွေတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့မှတော်ဝင်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကဘွေတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့တော်လန်ပြောက်ကြားတပ်ဖွဲ့စွန်ရဲပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့နောင်ကြီးပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့ဆိုလိုအောင်ကြီးပြည်သူ့ကောက်ွက်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ဆက်လက်ပြီးဗမောက်မြို့သုံးပိုင်အကွာတွင်စစ်ရေးတင်းမာနေပြီးစစ်ကော်မရှင်ကလေကြောင်းမှတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ထော်လန်ရေးပူပေါင်းတပ်များတင်ပိုက်ထားတဲ့ဗမောက်မြို့ကိုတော်လန်ရေးတပ်တော်လန်ရေးပူပေါင်းတပ်များတင်ပိုက်ထားတဲ့ဗမောက်မြို့ကိုစစ်ကော်မရှင်နဲ့ရှမ်းနီတပ် SNL ပူပေါင်းတပ်များကပြန်လည်ထိုးစစ်ဆင်လာရာမြို့အနီးရှိကျေးရွာအချို့ကိုရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။စစ်ကော်မရှင်နဲ့ SNL ပူပေါင်း စစ်ကော်မရှင်နှင့် SND ပူးပေါင်းတပ်သည်ယမန်နေ့အောက်တိုဘာ17ရက်နေ့အထိမြို့နယ်၃မှိုင်အကွာဆက်တော်ရွာတွင်ရောက်ရှိနေပြီးတပ်ဖက်တပ်များစီရင်တင်းမာနေကြောင်းသိရပါသည်စစ်တပ်ကမြို့ကိုပေးလိုက်ရပြီးနောက်ဘုံလာကျဲတာ၄ချိန်ရှိပြီပေါ့ထိဆုံးတာတော့မရှိပေမယ့်ထိခိုက်ပျက်စီးတာတော့ရှိပါသေးမြို့တွေကတော့အားလုံးနှိပါဆစ်ဆောင်နေကြပါပြီဟုဗမောက်မြို့ကန်ကသတင်းဌာနကိုပြောပါသေးစစ်ကော်မရှင်သည်ယမန်နေ့အောက်တိုဘာ17ရက်နေ့နနက်9:00ခန်းကဗမောက်မြို့တွင်ကျွန်းတောင်နှင့်မြစ်သေးချင်းတို့ကိုဝိုင်းတွဲလျင်ဖြင့်ဘုံဆက်တလုံး ဝိုင်းတွဲလျင်ဖြင့်ပုံ၁၁လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။စစ်ကော်မရှင်နှင့် SN ပူးပေါင်းတပ်တို့သည်ပြီးခဲ့သည့်အောက်တိုဘာ၄ရက်နေ့မှစတင်ပြီးလလုခရသည့်ဗမောင်းမြို့ကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။ဗမောင်းမြို့ကိုတော်လရေးတပ်များကတင်းယူချိန်တွင်မြို့ဝင်းကျင်မှစစ်ကော်မရှင်တပ်များသည်ရွှေချောင်းရွာ၊ပင်ဟင်ကားရွာနှင့်တရားကုန်းတို့ကိုတရားကုန်းရွာတို့တွင်ကာကင်းထိုင်ထားပြီးအများစုမှဗမောင်းမြို့နယ်မြောက်ဖက်ချမ်းရှိမန်ကုန်းရွာနှင့်အနောက်တောရွာတို့စုခွာပူးပေါင်းသွားကြောင်းသိရသည်။ ခမာယ16တက်တွေနဲ့ရှမ်းနီတက်တွေပူပေါင်းပြီးထိုးစစ်ဆင်တက်လာနေပါတယ်။မြို့နယ်၃မိုင်အကွာကရွာနယ်18မိုင်အကွာလောက်မှာတိုက်ပွဲဖြစ်နေပါတယ်ဟုသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။လက်ရှိတွင်စက်တော်ရွာနှင့်ကြောင်လေရွာတို့တွင်တိုက်ပွဲအချို့ရှိနေပြီးရွာချိုးမှတော်လန်ရေးတက်များဆုတ်ခွာပေးထားရကြောင်းသိရပါတယ်။စစ်ကော်မရှင်သည်ဟ ோம் မလီဘက်ကတက်အချို့နှင့်ဗမောက်နောက်ချမ်းမှစုဖွဲ့နေသည့်တက်တို့ပူပေါင်းပြီးလူတွင်တို့ဝင်ရောက်နိုင်ရန်စစ်ကြောင်းထိုးနေကြခြင်းဖြစ်ပါတယ်။ဇမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ 阿鲁麦雪人前面加巴泽神。